တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဟဲ့ဖြစ်နေတာကိုပဲပြောဖို့လုံးကြဖို့ဒါပြောချင်ပါမဖြစ်နေတာလည်းရှောက်ပြောပြီးတော့ကမလုပ်နိုင်လို့မရပါဘူးနိုင်ငံရေးမှာအဆုံးဝင်းတရားရှိတယ်နိုင်ငံရေးဆိုတာကွက်လက်ကိုမုန်းတယ်နိုင်ငံရေးဆိုတာပြောရင်တော့သူ့ရဲ့အထိပ္ပယ်တဲ့တွေကနိုင်ငံရေးဆိုတာလေဟာတွေကိုမုန်းတယ်နိုင်ငံရေးဆိုတာကွက်လက်ကိုမုန်းတယ်တနိုင်ငံလုံးကိုနေစင်ရက်ဆက်ဘုံကျဲပြစ်ခတ်တက်ဖြတ်နေတဲ့မြောက်လိုင်းက နိုင်ငံရေးစားဖားလက်နက်ကင်စားဖားတွေကိုနေပြည်တော်ကိုခေါ်ပြီး NCS နှစ်ပြည့်ပွဲမှာဘလူးအစွဲထုတ်ပြသွားခဲ့ပါတယ်။နိုင်ငံအနက်ဝိုင်းပွဲပိတ်ဆို့ပြီးစစ်မျက်နှာအစုံရင်ဆိုင်နေရတဲ့မင်းအောင်လှန်ကတိုင်းရင်းသားတွေအပေါ်သဘောထားပျော်ပြောင်းမလာတဲ့အပြင်ပိုပြီးတော့တင်းမာလာတာကိုဒီပွဲမှာသွားတွေ့ရပါတယ်။ဒါကိုတက်တဲ့ခံနေတာကတော့သူ့ရဲ့စကားနဲ့သူ့ရဲ့လေတံတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့မဖြစ်နိုင်တာကိုရှောက်ပြီးတောင်းဆိုမနေကြနဲ့လို့ဆရာနာရှင်တို့ထုံးစံလေးသံအတိုင်းပြောသွားတာကိုတွေ့ရပါတယ်။နေဝင်းလက်ထက်ကနောင်ကိုစူးစူးပူပူလုံမယ်ဆိုလို့ရှိရင်စစ်တပ်ကိုတုံးလို့ရှိရင်တော့မတက်တာဘူးတာမှတ်ပေတော့ဆိုတဲ့နေဝင်းရဲ့လေးသံတွေကိုတောင်ကြားရအောင်မိစေပါတယ်။တိုက်ယူတော့မယ်ဆိုကြတယ်လို့နောင်အဖွဲ့အစည်းတွေတာဝန်အပြည့်ကိုကဲနိုင်တဲ့အထီးတော့ကျွန်တော်တို့ နိုင်ငံကိုမပြတ်မစည်းရအောင်ကတောင်းကနေမဖြစ်အောင်ဆက်ထိရပါလိမ့်မယ်။အဲ့ဒီထိနေအထဲမှာတိုင်းပြည်တပြည်လုံးလူတို့ကိုကျွန်တော်သိစေချင်တယ်။နောင်ကိုလူစုလူဝေးနဲ့သူဘူးလုံးလို့ရှိရင်တော့စစ်တပ်ဆိုတာပြည့်ရင်မှောင်ပြည့်တယ်။မိုးပေါ်ထောင်ပြီး၆ထာမပါဘူး။အဲ့တော့နောင်ကို စူးစူးပူပူလုံးမယ်ဆိုရင်တော့ရင်တက်ကိုသုံးလို့ရှိရင်တော့အဲ့ဒါစူရလူတွေမသက်တာပူတာမှတ်ပြီတော့ဒါအပြင်မူတာဝါဒီဇော်မင်းထွန်းကလည်းဘလူးတံမြာတိကြိုက်ထားတဲ့မျက်နှာထားတင်းတင်းနဲ့မီဒီယာတွေမှာဖြေသွားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ဖြစ်နေတာကျွန်တော်တို့ကလုပ်ပေးမယ်။တိုင်းသားနဲ့တက်ဆိုင်ရာတက်ဆိုင်ရာပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လုံးကြဖို့ဒါပြောခြင်းပါ။မဖြစ်နေတာလည်းရှောက်ပြောပြီးတော့ပါ။ အလုံနေလို့မရပါဘူးနော်ဒါကြောင့်ကျွန်တော်တို့ဒါကိုလေအဲ့ဒါဥတိချက်မှန်ကန်သာနဲ့အဲလှုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်ဒီမှာလည်းခုနကအဲကျွန်တော်တို့ဒီတိုင်းရင်းသားနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးအစီအမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာဒါဒီအချို့ကြကိုစားပြုစနစ် ဒီသွားဖို့ကျွန်တော်တို့ကကျွန်တော်ဒီဒါလေးကျွန်တော်စဉ်းစားခဲ့ပါအဲတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဟလာဒီရွက်ကော်ပဲရတာတွေကိုတော့အသုံးတက်ပြီးတော့မှဒါပေမဲ့ရွက်ကော်ပြောက်လို့ရှိရင်တော့ဒါရွက်ကော်ပဲပုံစံလေးပြောင်းလို့လုပ်ကြမယ်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါရဲပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်အဲတော့ဒါပေမဲ့ဒီဇင်ဘာ28ရက်နေ့မှာရွက်ကော်ပဲကျွန်တော်လုပ်ပါမယ်စီရင်ပေးထားတဲ့အားလုံးပေါင်း ဝင်ဖို့တဲ့အလုံးပါ58ပါတီရှိပါတယ်။တနင်္ဂနွေလုံးဝင်ပြိုင်မှာ6ပါတီနောက်တော့ပြည်내အတိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှာ58ပါတီ58ပါတီရှိပါတယ်။အဲကျွန်တော်တို့စစ်စစ်လို့စစ်စစ်ဖို့အတွက်အဲကျွန်တော်တို့တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုဒရလောင်း9000ကျော်ကျွန်တော်ရှိပါတယ်။အဲဒီကနည်းနည်းတချို့အားဖြင့်အဲအချမ်းမြင့်ကြည့်တဲ့အခါမှာလည်းအတန်ပြေကြအဲပတ်သက်တာတို့တခြားကိစ္စရတည်တဲ့ ညီဆွနာတွေ့တဲ့အခါကျတော့ချို့ရတဲ့အကြောင်းလို့တော့ရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီရုပ်ကောက်ပွဲတော့တော်တော်အားကောင်းတဲ့ရုပ်ကောက်ပွဲတစ်ခုဖြစ်မှာလို့ကျွန်တော်တို့ပြောလို့ပါကျွန်တော်ကူရတီအားပေးပါတယ်လောက်ကြပါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးလဲ free and fair ဖြစ်တဲ့ရုပ်ောက်ပွဲဖြစ်ကိုဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါပြီးခဲ့တဲ့ရုပ်ောက်ပွဲ၃ရက်မှာအတွေ့အကြုံရမဲမတမှန်မှုတွေဖြစ်ခဲ့တာဒီ ဟဲ့ကုဒီမဲလက်မှတ်နဲ့ပြီးတဲ့ဟာမှာတော်လေးပြဿနာတက်ပါတယ်။နောက်ကျူတင်မဲတွေမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်။ဒါကြောင့်ဒီဟာကိုဒါတွေမဖြစ်အောင်စီပြီးတော့မြန်မာဒေါက်တာနီဖော်ဒီမရှင်ကျွန်တော်ကိုယ်တိုင်မဲ့ဒါအခြေချင်းစီစစ်ပြီးတော့မှဒီတိုင်းလောက်ပါပတ်စံကုန်ရလဲကိုယ်မစီဆိုပြီးတော့ကျွန်တော်တို့ဒါဖြစ်ပါတယ်။မနေ့ကတက်ဆိုင်ပုံကိုတချို့တွေကျွန်တော်ပြပါတယ်။ဟမ်ဘလို့မှမဲလင်းစရာအကြောင်းမရှိပါဘူး။မတမမို့လို့စားလုံးနေတာအကြောင်းကိုမရှိဘူး။ကျူတင်မဲတွေကန့်တက်ချက်တွေမျိုးစုံကျွန်တော်လုပ်ထားပါတယ်။ ဒါကြောင့်ဒီဟာတော့ဟဲ့လားရုပ်ောက်ပဲတော့အောင်မြင်တဲ့ရုပ်ောက်ပဲဖြစ်နေမယ်လို့ဟဲ့လားအဲ free and fair ဖြစ်တဲ့ရုပ်ောက်ပဲဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်ပထမချိန်မှာတော့တရားနဲ့နှမျိုးနေပေါ့။ဒုတိယချိန်မှာတရားကျွန်တော်လုပ်ပါမယ်။ကျန်တဲ့မျိုးနေတွေကတော့ဟဲ့လားတတိယချိန်မှာကျွန်တော်လုပ်ပါမယ်။ရန်တော့ပြည့်တော့မရဘူးဆိုတော့ကျူတင်ကျွန်တော်ဝန်ခံထားပါနော်။ရန်တော့ပြည့်တော့ရုပ်ောက်ပဲ၃00လို့မှလည်းရန်တော့ပြည့်မလုပ်နိုင်ခဲ့ပါဘူး။ရုပ်ောက်ပဲကိုရန်တော့ပြည့် ဒါမလုပ်နိုင်တော့မှကြံတဲ့အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့ရုပ်ောက်ပွဲကိုလည်းနောက်လာမဲ့အစိုးရနဲ့ရုပ်ောက်ပွဲကွန်ရှင်နေပြီးတော့ဂျာကရုပ်ောက်ပွဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှဒါအလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားဆားတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်တို့ပြောလို့ပါနိုင်ငံရေးမှာအဆိုမင်းတရားရှိတယ်နိုင်ငံရေးဆိုတာကွက်လက်ကိုမုန်းတယ်နိုင်ငံရေးဆိုတာပြောရင်တော့သူ့ရဲ့အထိပ္ပယ်တဲ့တွေကနိုင်ငံရေးဆိုတာလေဟာတွေကိုမုန်းတယ်နိုင်ငံရေးဆိုတာကွက်လက်ကိုမုန်းတယ် နိုင်ငံရေးမှာကွက်လာမထအောင်နိုင်ငံရေးမှာသာနာတစုံတရာကိုဖြည့်ဆည်းမပေးနိုင်လို့ရှိရင်အဲ့သာနာတစုံတရာကွက်လာကိုအကြောက်တရားဖြစ်နေတယ်။ခုကျွန်တော်နိုင်ငံမှာပါဖြစ်နေတယ်။ခုကျွန်တော်တို့အနေနဲ့နိုင်ငံရေးဒါလိုပဲငြိမ်းချမ်းရေးမှာလည်းကွက်လာတစုံတရာဖြစ်တယ်။နိုင်ငံရေးမှာလီဟာနယ်တခုကွက်လာတစုံတရာတခုရှိရင်အကြောက်တရားကဖြည့်ဆည်းသွားလိမ့်မယ်။ ဲ့တော့အဲ့ရာကိုကွက်လာမရှိဘူးအရေးကြီးပါနိုင်ငံရေးမှာလည်းကွက်လာမရှိဘူးကျွန်တော်ကြိုးစားဆောင်ရွက်ရမယ်ညီညာရေးမှာလည်းကွက်လာမရှိဘူးကျွန်တော်ကြိုးစားဆောင်ရွက်တင်နေမှာလေနိုင်ငံရေးမှာကွက်လာမရှိဘူးအတွက်ဒါဒီမူရီစနစ်ကိုပြန်လဲအကောင့်ထဲပေါ်နိုင်ဖို့ကျွန်တော်ဒီကောက်ပဲဆောင်ရွက်နေတာရှိတယ်ဒီကောက်ပွဲစီအလုံးစုံအတွက်အဖြေမိုးဘူးဆိုတာသိပါတယ်ငင်းညာရေးနဲ့လည်းတွေ့ရမှာဖြစ်ပါတယ်။ငင်းညာရေးမှာလည်းဒီလိုကွက်လက်တစုံတရာရှိတယ်မှာ။အဲ့တော့ငင်းညာရေးမှာကွက်လက်တစုံတရာမရှိသင့်ဘူး။အာလိုတော့ဆိုတာ အများအားတွေးဆောင်နေဖို့အများအားဆွေးနွေးနေဖို့အောင်မြင်တဲ့အကောင်အထည်ပေါ်နိုင်လို့ပြောလို့ထင်တယ်